မင်္ဂလာပါလေယုံတရမေလ22ရက်နေ့ညပိုင်းသတင်းတွေကိုတင်ဆက်ပေးပါပါတင်ဆက်ပေးမယ့်သတင်းတွေကတော့ကိုဗစ်ရောဂါပိုးသည့်ကယောဂအတွင်ကူးစက်ပြန့်ပွားမှုပုံစံမှာဒေတာတွင်အမြင့်တွေကူးစက်မှုပုံစံသို့ကူးပြောင်းလာဟုဆိုတဲ့သတင်းမြန်မာဈေးကွက်တွင်သုံးဆမှုရှိနေတဲ့မျက်နှာသစ်ဆေးအလားစီအစရှိတဲ့ကုန်ပစ္စည်းတူများကိုဘတ်တန်း60ကျော်ဖို့ဖမ်းဆီးရမိခဲ့တယ်လို့ထိုင်းအနာပိုင်များထုတ်ပြန်နေဆိုတဲ့သတင်းစံစည်းတက်နေတဲ့ဂျပန်နိုင်ငံနဲ့ဆန်အကားမဲ့ရရှိနေဦးပြောတဲ့စိုက်ပျိုးရေးဝန်ကြီးကိုဂျပန်ဝန်ကြီးချုပ်အပြစ်တင်နေဆိုတဲ့သတင်း တရုတ်နိုင်ငံမြောက်ပိုင်းနဲ့အလယ်ပိုင်းတို့တွင်ပြင်းထန်မှုကြီးများဖြစ်ပေါ်ခဲ့တယ်လို့အစိုးရပိုင်မီဒီယာကဖော်ပြတယ်ဆိုတဲ့။ယူပါလီဖလားရယူရမှာ၎င်းတို့ရင်မှန်းချက်ဖြစ်တယ်လို့မေဆာမောက်ပြောကြားတယ်ဆိုတဲ့။အစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးပါပါ။ဦးဆုံးသတင်းတွေနဲ့ကိုဗစ်ရောဂါပိုးသည့်ကယောဂါအတွင်ကူးစက်ပြန့်မမှုပုံစံမှာဒေတာတွင်အမြင့်တွယ်ကူးစက်မှုပုံစံသို့ကူးပြောင်းလာဟုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါပါ။ကိုဗစ်ရောဂါပိုးသည့်ကယောဂါအတွင်ကူးစက်ပြန့်ပွားမှုပုံစံမှာဒေတာတွင်အမြင့်တွယ်ကူးစက်မှုပုံစံသို့ကူးပြောင်းလာတယ်လို့ ကျန်းမာရေးဌာနကထုတ်ပြန်ပါတယ်။ယခုခါတွင်ကမ္ဘာတဝန်းကိုဗစ် -19 ရောဂါကူးစက်မှုသည်ပုံစံသစ်အနေဖြင့်ရခိုင်ကားနှင့်မတူနေပါသောဒေသတွင်ကူးစက်မှုများကိုတွေ့လာရပြီးကယောဂါအတွင်ကူးစက်ပြန့်ပွားမှုပုံစံမှာဒေသတွင်အမြင့်တွယ်ကူးစက်မှုပုံစံအတွင်သို့ကူးပြောင်းလာသည်ကိုတွေ့ရကြောင်းထို့သောကူးစက်မှုပုံစံပြောင်းလာသည့်နှင့်အတူကမ္ဘာနိုင်ငံအများပြားတွင်လည်းကိုဗစ် -19 ရောဂါကူးစက်ဖြစ်ပွားမှုများကိုအသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါများစောင့်ကြည့်ကြည့်ရှုခြင်းစနစ်များတွင် ပေါင်းဆက်ထည့်သွင်းဆောင်ရွက်လာသည့်ကိုတွေ့ရကြောင်းကျမ်းမာရေးဌာနကဆိုပါရယ်။ထို့ပြင်ဒေသတွင်းမြစ်တွေကူးစက်မှုပုံစံတို့ပြောင်းလဲလာခဲ့တော့လေ။ COVID-19 ရောဂါဗိုင်းရပ်ပိုး၏သဘောတဘာဝသည်မကြာခဏမျိုးရိုးဗီဇပြောင်းလဲ၍ပေါ်ထွက်လာတတ်ခြင်းကြောင့်ရောဂါပိုးမျိုးကွဲများဇက်တိုက်ထွက်ပေါ်နေသည့်နှင့်အတူရောဂါကူးစက်မှုများပြန်လည်မြင့်တက်လာကြောင်းကမ္ဘာမီဒီယာများနှင့်သက်ဆိုင်ရာနိုင်ငံများ၏ကျန်းမာရေးဌာနများ၏ထုတ်ပြန်ချက်များအရထိုင်းစင်ကာပူဟောင်ကောင်နှင့်တရုတ်နိုင်ငံစတဲ့ဒေသတွင်းနိုင်ငံအချို့တို့တွင် ိုဗစ် -19 ရောဂါဖြစ်ပွားမှုပြန်လည်မြင့်တက်လာခြင်းကိုတွေးရှိလာရကြောင်းကျန်းမာရေးဌာနကထုတ်ပြန်ပါတယ်မြန်မာနိုင်ငံသို့ကိုဗစ် -19 ရောဂါစတင်ရောက်ရှိခြင်း2020ပြည့်နှစ်မလ23ရက်နေ့မှာ2025ခုနှစ်မေလ17ရက်နေ့အထိရောဂါဖြစ်ပွားသူ63342ဦးရှိခဲ့ပြီးသေဆုံးသူ19494ဦးရှိခဲ့ကြောင်းမြန်မာနိုင်ငံလူရည်သက်တမ်းတွင်ယောဂါကြောင့် သေဆုံးသူ382ဦးရှိခဲ့ရာအာဆီယံ7နိုင်ငံတွင်သေဆုံးမှုနှုန်းအနေဖြင့်အမှတ်စဉ်8ရှိခဲ့ပြီး မ္ဘောဒီးယားနိုင်ငံမလေးရှားနိုင်ငံဖိလစ်ပိုင်နိုင်ငံအင်ဒိုနီးရှားနိုင်ငံထိုင်းနိုင်ငံဗီယက်နမ်နိုင်ငံဘရူနိုင်းနိုင်ငံများနှင့်နှိုင်းယှဉ်ပါကယောဂါကြောင့်သေဆုံးသောမြန်မာအကြောင်းတွေ့ရှိရတယ်လို့ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် COVID-19 ယောဂါကူးစက်ဖြစ်ပွားမှုနှင့်ဗီဇာပြောင်းမျိုးကွဲအသစ်များကူးစက်မှုတို့ကိုစောင့်ကြည့်ကြည့်ရှုလျက်ရှိပြီးအပြည်ပြည်ဆိုင်ရာလေဆိပ်စိတ်ကန်းနှင့်နေဆက်ဝင်ပေါက်များတွင်အဖျားယောဂါလက္ခဏာစောင့်ကြည့်ကြည့်ရှုခြင်းတိုင်းစားကြည့်ပြီးနေပြည်သူကျန်းမာရေးဦးစီးဌာနများစိတ်ဝင်များတွင်အဖျားယောဂါလက္ခဏာစောင့်ကြည့်ကြည့်ရှုခြင်း တန်တရားလူနာတွေ့ရှိပါကစိတ်ုံများတွင်တန်တရားလူနာများတရားထားရှိကူတနိုင်ရန်ကြိုတင်ပြင်ဆင်ခြင်းတို့ကိုပုံမှန်အားဖြင့်ဆောင်ရွက်နေတယ်လို့ကျမ်းမာယူညီဌာနကထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးမြမဈေးကွက်တင်သုံးဆမှုရှိနေတဲ့မျက်နာသစ်ဆေးအလှစီအစရှိတဲ့ကုန်ပစ္စည်းတူများကိုပတ်သန်း60ကျော်ဘူးဖမ်းဆီးရမိခဲ့တယ်လို့ထိုင်းအနာမယ်များထုတ်ပြန်နေဆွေးနွေးကိုတင်ဆက်ပေးပါပါ။မြန်မာဈေးကွက်တင်လဲ30မှုရှိနေတဲ့မျက်နာသစ်ဆေးအလှစီအစရှိတဲ့ကုန်ပစ္စည်းတူများကိုပတ်သန်း60ကျော်ဘူးဖမ်းဆီးရမိခဲ့တယ်လို့ထိုင်းနိုင်ငံများကထုတ်ပြန်ပါတယ်။ တိုင်းဘူစုံစမ်းစစ်ဆေးရေးဘရူရို CIBE စီမံချက်ကာလအတွင်းစမတ်စခွန်ခရိုင်ရှိကိုလောင်တစ်ခုအတွင်းဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီးကုန်ပစ္စည်းအတုအများကြီးတန်ဖိုးမှာဗတ်တန်း60ကျော်ရှိကြောင်းတိုင်းဘက်ကလာတဲ့သတင်းများအရသိရပါတယ်အဆိုပါလုပ်ငန်းကို BNN နဲ့တရုတ်လူမျိုးအချို့ကလုပ်ကိုင်နေခြင်းဖြစ်ပြီးထိုင်းအနာပိုင်များ၏ဝင်ရောက်စီးနှီးနေခြင်းတွင်တရုတ်နိုင်ငံသား2ဦးကိုဖမ်းဆီးရမိခဲ့ကြောင်းဖမ်းဆီးရမိတဲ့ကုန်ပစ္စည်းအတုများတွင်မျက်နှာသစ်ဆေးအလားစီအပြင်ကွန်တုံးအတုများအားဖြင့်ဈေးဝအချို့လည်းပါဝင်တယ်လို့သိရပါတယ် ထိုင်းရနိုင်ငံများကထုတ်ပြန်တဲ့တပ်ဖွဲ့များတွင်ပါဝင်နေ BioI, Citafe အစရှိတဲ့အမှတ်တရစိတ်များမှမြန်မာအလှကုန်ဈေးကွက်တွင်လည်းအများပြည်သူသုံးစွဲလျက်ရှိတဲ့အမှတ်တရစိတ်များလည်းဖြစ်ကြောင်းဈေးကွက်အတွင်မှသိရပါဗျ။ဆက်လက်ပြီးစံစည်းတက်နေတဲ့ဂျပန်နိုင်ငံတွင်စံအခမဲ့ရရှိနေတယ်လို့ပြောတဲ့စက်ပြေးဝင်ကြီးကိုဂျပန်ဝင်ကြီးချုပ်အပြစ်တင်နေဆွေးစင်းကိုတင်ဆက်ပေးပါပါဝင်ကြီးတို့ကစံကိုအခမဲ့ရရှိရာအကြောင်းစံကိုဘယ်တော့မှမွေဘူးလို့ပြောကြားခဲ့တဲ့အတွက်စက်ပြေးဝင်ကြီးကိုဂျပန်ဝင်ကြီးချုပ် ရှီကဲရူအီရှိဘာကမေလ20ရက်နေ့မှာဝေဖန်ခဲ့ပါတယ်။စံကိုအလကားရရှိတယ်လို့ပြောခဲ့တဲ့ဇာတ်ကားကိုဖောက်တယ်တွေကလည်းဒေါသထွက်ခဲ့ပါတယ်။စံဝယ်ယူစားသုံးနေသူတွေဟာဈေးတက်လာတဲ့ပြဿနာကိုရင်ဆိုင်နေရပါတယ်။ဂျပန်ဆိုရက အရေးပေါ်သူလောင်ထားတဲ့စံတွေတဲကတချို့ကိုရောင်းချပေးခဲ့ရပါတယ်။ဆက်ပြိုးဝင်ကြီးတက်ကိုအီတိုကစားသုံးသူတို့ကြုံတွေ့ရတဲ့အခက်အခဲတွေကိုလွန်ခဲ့တဲ့သတင်းပတ်အနည်းငယ်ကညှင်းညူခဲ့ပါတယ်။လွန်ခဲ့တဲ့ရက်ပိုင်းမှာပြုလုပ်ခဲ့တဲ့အစည်းအဝေးတစ်ခုမှာအီတိုကစံကိုဘရုံးမှမဝယ်ခဲ့ရဘူးလို့ပြောကြားခဲ့ပါတယ်။ကျွန်ုပ်ကိုထောက်ခံသူတွေကအများကြီးလှူကြတာကြောင့်လက်တွေ့မှာကျွန်တော်ကစံကိုပြန်ရောင်းစားလို့တောင်ရပါတယ်လို့ဆက်ပြိုးဝင်ကြီးကပြောပါတယ်။အများစုကြိုက်တဲ့စံရဲ့ဈေးနှုန်းဟာနှစ်အလိုက်နှစ်ဆနီးပါးတက်သွားတဲ့ဂျပန်မှာအီတိုရဲ့မျက်ချက်စကားတွေကဒေါသထွက်စရာဖြစ်စေခဲ့ပါတယ်။ ဝင်ကြီးချုပ်ကတော့ဆက်ပြွေးဝင်ကြီးရဲ့ဇကားဟာအလုံးမဲကန်အကြောင်းမလှလွန်တဲ့ဇကားဖြစ်တယ်လို့ပြောခဲ့ပါဗျ။ဆက်ပြွေးဝင်ကြီးရဲ့အလုတ်ကမြင့်တက်လာတဲ့စံစည်းအတွက်အဖြေတွေကိုအခုပံ့ပိုးပေးဖို့ဖြစ်ပါတယ်လို့ဝင်ကြီးချုပ်ကပြောပါဗျ။ဆလဘီတရုတ်နိုင်ငံမြောက်ပိုင်းနဲ့လယ်ပိုင်းတို့တွင်ပြင်းထန်ပူချိန်များဖြစ်ပေါ်ခဲ့တယ်လို့အစိုးရပိုင်းမီဒီယာဖော်ပြတယ်ဆိုတဲ့ကိုလည်းဆက်ပေးပါပါတရုတ်နိုင်ငံဟာပြင်းထန်ပူချိန်တွေဖြစ်ပေါ်တဲ့နောက်ထပ်တွေကိုရင်ဆိုင်နေရတဲ့အနေအထားမှာစံချိန်တင်မီလအပူချိန်တွေအရနိုင်ငံမြောက်ပိုင်းနဲ့အလယ်ပိုင်းတို့ဟာ အခုသတင်းပတ်ထဲမှာချက်ချက်တောက်ပူမယ်လို့မေလ20ရက်နေ့မှာအစိုးရပိုင်းမီဒီယာကဖော်ပြခဲ့ပါတယ်။တင်းဟွာလွန်ခဲ့တဲ့နေရာတွေမှာအပူချိန်တွေမြင့်တက်တာကနေမိုးခေါင်တာမိုးများတာရေကြီးတာတွေလို့ပြင်းထန်မိုးလေဝသအခြေအနေတွေကိုဇက်တိုက်ကြုံခဲ့ရပါတယ်။ အပူချိန်က40ဒီဂရီဆယ်စီယပ်စ်104ဒီဂရီဖာရင်ဟိုက်အထက်ကိုကျွလွနေတာကြောင့်တရုတ်မျိုးတွေဟာအခုသတင်းပတ်ထဲမှာစံချိန်တင်အမြင့်ဆုံးမေလအပူချိန်တွေဖြစ်ပေါ်ခဲ့တယ်လို့အစိုးရပိုင်းရုပ်သံလွှင့်ဌာန CCTV ကမေ20ရက်ကဖော်ပြခဲ့ပါတယ်။အဲ့ဒီထဲမှာအလဲပိုင်းဟင်းနံပြည်နယ်ကလူဆက်သုံးသန်းနေထိုင်တဲ့ရှန်ကျိုးမြို့မှာမေ19ရက်ကအပူချိန်ဟာ41ဒီဂရီဆယ်စီယပ်စ်အထိရှိခဲ့တယ်လို့ CCTV ကဖော်ပြခဲ့ပါတယ်။ အနီးနားမှာရှိတဲ့လင်းကျိုးမြို့ဟာအပူချိန်43တက်သမ2ဒီဂရီဆယ်စီယပ်အထိရောက်ရှိခဲ့ပြီးဟီပေပြည်နယ်ရဲကရှာဟဲမြို့ဟာအပူချိန်42တက်သမ6ဒီဂရီဆယ်စီယပ်အထိရှိခဲ့တယ်လို့အမျိုးသားမိုးလေဝသရုံးကမေ16ရက်မှာဆိုရှယ်မီဒီယာမှာ post တင်ခဲ့ပါတယ်မေ16ရက်ညနေ4နာရီအချိန်အထိတရုတ်နိုင်ငံတဝမ်းမှာရှိတဲ့မိုးလေဝသစခန်း69ခုကမေလအအတွက်အရင်အပူချိန်စံချိန်တွေကိုလိုက်မီခဲ့တာဒါမှမဟုတ်ကျွလွန်ခဲ့တယ်လို့မိုးလေဝသရုံးကပြောပါရယ်။နောက်ဆုံးသတင်းပုံအနေနဲ့ ။ယူပါလိဖလားရယူမှာ၎င်းတို့ရီမန်းချက်ဖြစ်တယ်လို့မေဆန်မောက်ပြောကြားတယ်ဆိုတဲ့ကိုတင်ဆက်ပေးမှာပါ။မန်ချက်စတာယူနိုက်တက်ကွင်းလက်ကစားသမားမေဆန်မောက်ကယူပါလိဖလားရယူဖို့ကသူတို့ရဲ့အသင်းရဲ့ရီမန်းချက်ဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းဟာဒီယာဒီပရီးမီးယားလိပြိုင်ပွဲမှာအသင်းသမိုင်းတစ်လျှောက်အဆိုးအဝါဆုံးရည်တည်မှုနဲ့ရင်ဆိုင်ခဲ့ရပေမယ့်ယူပါလိပြိုင်ပွဲမှာတော့ဘူလူပွဲအထိတက်ရောက်ထားပြီးစူဖလားနဲ့လက်တကန်းအကွာကိုရောက်ရှိနေတာပါ။ Manchester United အသင်းအနေနဲ့ Europa League ဘူလူပွဲအဖြစ်ဒီနေ့ညမှာ Premier League ပြိုင်ဘက်စပါးအသင်းနဲ့ကစားရမှာဖြစ်ပါတယ်။ Manchester United ကိုယ်လှယ်ကစားသမား Mason Mount ကတော့ Europa League ဘူလူပွဲမှာစပါးအသင်းကိုအနိုင်ယူပြီး Europa League ဖလားရယူကျင်တယ်လို့ပြောကြားခဲ့ပါတယ်။ Mason Mount ကအခုချိန်မှာကျွန်တော်တို့အနေနဲ့ဖလားကင်မြောင်းနိုင်တဲ့အခွင့်အရေးရှိနေပါတယ်။ကျွန်တော်တို့အနေနဲ့ဖလားကိုကင်မြောင်းပြီးဒီရသည်အကောင်းဆုံးအဆုံးသတ်ချင်ပါတယ်။ဖလားတွေရယူဖို့ကကျွန်တော်တို့အသင်းရဲ့အမြဲတမ်းရည်မှန်းချက်လည်းဖြစ်ပါတယ်လို့ပြောကြားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာဒီယာဒီပရီးမီးယားလိအသင်းနဲ့ပြိုင်ပွဲစုံ၃ပွဲတွေ့ဆုံခဲ့ရမှာ၃ပွဲစလုံးရှုံးနေထားပေမဲ့ယူပါလိဘလူပွဲအတွက်ကတော့သူတို့အသင်းနေနဲ့အသင်းဖြစ်နေတယ်လို့လည်းမေဆန်မောင်းကပြောကြားခဲ့ပါတယ်။ဒီယာဒီမှာစပါးအသင်းကကျွန်တော်တို့နဲ့ကစားရမှာရလက်ကောင်းတွေရရှိထားပါတယ်။ဒါကြောင့်စပါးအသင်းကိုရှင်ပြိုင်နိုင်ဖို့အတွက်ကျွန်တော်တို့အသင်းဖြစ်နေဖို့လိုပါတယ်။အခုတော့ကျွန်တော်တို့အနေနဲ့သူတို့ကိုရင်ဆိုင်ဖို့အသင့်ဖြစ်နေပါပြီ။ယူဘာလိဘိုလူဘွဲကစိတ်လှုပ်ရှားစရာကောင်းတဲ့ပွဲစဉ်တစ်ပွဲဖြစ်လာမှာပါ။ ကျွန်တော်တို့ဒီလိုမျိုးဘိုလ်လူပွဲတွေကစားကြင်ပြီးအနိုင်ရကြင်ပါတယ်လို့မေဆန်မောင်းကပြောကြားခဲ့ပါတယ်။အလဲတို့တိုင်မီလာ22ရက်နေ့ညပိုင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ချစ်ချစ်နားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။